ောက်တစ်ခုပြောမယ်နော်လို့တမီးထင်တယ်လို့မိဘနှစ်ပါးကတကယ်ကိုတမီးကိုမချစ်လို့ပေးလိုက်တာဆိုရင်တော့မှမိဘအပြစ်မဟုတ်တမီးကံလို့မလိုချင်လို့ပေးလိုက်ရင်တော့မိဘအပြစ်လားတာသမီးကံလားတာသမီးကံနော်မျက်လုံးကလူတိုင်းမှာဘယ်နှလုံးပါလဲနှလုံးပါတယ်အဲ့ဒါတစ်လုံးကလောကရှုထောင့်ကကြည့်ဖို့တစ်လုံးကဓမ္မရှုထောင့်ကကြည့်ဖို့နော် အရာတိုင်းကိုရှူတော့နှမျိုးကြည့်မှအမှန်မြင်တာတဖက်တည်းနဲ့ကြည့်ရင်အမှန်မမြင်ဘူးဆိုတော့အမေတယောက်ကခလေးလေးမွေးတယ်မွေးလို့လည်းပြီးရောမလို့ကျွန်တော်လမ်းဘေးတော့ပြစ်ထားတယ်ဟာဒီမိမမိခင်စိတ်မပီတာဘူးမိခင်စိတ်မရှိဘူးမလို့ချင်းမမွေးနဲ့ပေါ့မွေးပြီးကမိဘမေတ္တာနဲ့စောင့်ရှောက်အောင်မှာပေါ့ဘယ်လိုညာလို့အပြစ်တွေပြောတာအဲ့ဒါလောကရှူတော့အောင်ပြောတာဒီဟာတခုတည်းနဲ့အစင်မပြေဘူးအဲ့ဒီအတွက်ဘုန်းကြီးတခုပြောပြမယ်မြတ်စွာဘုရားရှင်လက်ထက်တော့ ဇောတိကဇတိလကာကွန်နမင်တကတထေကြီးလေးဦးရှိဇတိလတထေအဲ့နောက်ဖေးမှာရွှေတောင်ပေါက်တဲ့တထေပေါ့သူ့ရွှေတောင်ဘလောက်ကောင်းလဲဆိုရင်ပေါက်တူးနဲ့ပေါက်လိုက်လိုချင်တော့တော့အချိတ်တဆဲဆိုအချိတ်တဆဲတုံးထွက်တယ်အဲ့ဒီပေါက်တူးအဲ့ချွေတုံးကြီးဖွဲလိုက်တဲ့နဲ့ဟိုမှာပြန်ပြည့်သွားတယ်ဘယ်လုံးမှတော့မကုန်တာပြီးတော့ဒီတထောင်နဲ့နဲ့တောင်မှစိတ်ကြိုက်ပါသူငယ်ငယ်တုန်းကသူ့ကိုမွေးတော့လေ မမွေးခင်တည်းကအမေကတစ်တံတစ်လုံးရိုက်ထားတာဒီကလေးမွေးပြီးရင်ရေမျောပြောပြီးသားတစ်တံကိုပုံညက်တည်းနဲ့ရေထဲမျောမှဆိုရေမစက်အောင်တစ်ခါတည်းလုပ်ပြီးသားသူ့လည်းမွေးပြီးရောမိခင်ဝမ်းကကြွက်ကစားကိုဝွန်အညစ်အကြေးတွေပေးနေတာတော့အဲ့ဒါရေမစေးဘဲနဲ့ဒီတိုင်းချက်ချိုးဖြတ်ပြီးမျောလိုက်မြေချောင်းအတိုင်းမျောသွားတော့ဟိုမှာရေချိုးစိတ်မှလည်းရေချိုးနေတဲ့အမျိုးသမီးနှစ်ယောက်ရှိတယ် အလှမ်းမြင်တော့တယောက်ကလေလူလူလောပါလေကြောက်ရွံ့ကောင်းတယ်လားလှမ်းမြင်တဲ့ပထမမျိုးသမီးကဟိုမှာဟိုမှာတက်တက်တုံးပြောလာတယ်အဲ့ဒါငါဟာတဲ့ဘာမှမသိညာမှမသိနော်နောက်တယောက်ကလေအေးအေးမျက်စိနဲ့မြင်နေရတာနင့်ဟာတဲ့မမြင်တဲ့အထက်ကဟာငါဟာတဲ့ဟောတော့ပြအောင် အထက်မှာမပွေးတာအခွေလိုက်ပါလားဒုက္ခရောက်မယ်နော်အဲ့ဒါဟိုရောက်တော့ကလေးလေးဖြစ်နေရောအရှင်နုရုဒ္ဓါသွားလှူတယ်အရှင်နုရုဒ္ဓါဒီကလေးရဲ့ကံကြမ္မာကြည့်လိုက်တော့ လောကချမ်းသာခံစားပြီးမှနိဗ္ဗာန်ရမှာဒီကလေးကဒီဘဝမှာယဟန္တာဖြစ်မှာသို့တော့လောကီစည်းစိမ်ခံစားအောင်မှာအဲ့ဒါသိတဲ့အတွက်သူတကတထေးပေးလိုက်အောင်တကတထေးကလည်းအရှင်နုရုဒ္ဓပေးတယ်ဆိုဝန္တာအာယံနဲ့ခေါ်တော့အဲ့ကလေးလည်းအိမ်ရောက်တော့တရက်ထဲနဲ့လေ7နှစ်နှစ်လုံးလုံးရောင်းမထွက်တဲ့ကုံနေအကုံလုံးတရက်ထဲနဲ့ရောင်းလို့ကောင်းတယ်ဟာဒီကလေးလက်ကောင်ဟာဆိုပြီးတော့အွေရောက်တော့သမီးနဲ့ပေးစားတယ်အဲ့ကလေးရောက်တဲ့တက်လိုက်တဲ့စီးပွားနဲ့တော့မကုံဖြုံးမကုံရဘူး ကဲအဲ့ခလေးမွေးပြီးတာနဲ့အမေကတခါတည်းပြစ်တယ်မမွေးခင်နဲ့ပြစ်ဖို့စီစဉ်ထားတယ်ဘာကြောင့်လဲဒီကလေးရဲ့ရှေ့ကံကိုကြည့်လိုက်တော့ကတ္တပဘုရားရှင်လက်ထက်တုန်းကအဲ့ဒီကလေးကပရိင္ဆရာကတ္တပဘုရားပရိနိဗ္ဗာန်ဆန်တော့တတော်ရှိဘုရားတွေပရိနိဗ္ဗာန်ဆန်ရင်ဟိုတေဇောတတ်မလောင်ဓာတ်တော်မပြုတ်ပွဲဘူးဘာဖြစ်လို့လဲဖူးမြော့သူစုံတော့ ဘုန်းကြီးတို့မြတ်စွာဘုရားကဖျားဖြစ်နေ45နှစ်ပဲတရင်တော့ရဖုံမြသူမစုံတော့အဋ္ဌိဌံလိုက်တဲ့တေဇောတက်လောင်စေတ္တိဘယ်သူမှမိသွားတွေ့ရတာမဟုတ်တွေ့သူထလောင်တာဓာတ်တော်တွေပြုတ်ခွဲစေတ္တိဓာတ်တော်နှစ်တင်းသားရတယ်မြန်မာပြည်မှာတော့ဖျားဓာတ်တော်စေတ္တိတွေရှိတာပဲတိရိတ္တမတော့ကမင်းကိုရင်ကိုဌာနတဏ္ဍာပြုတ်လွတ်လိုက်တော့ဓာတ်တော်တွေပေးလိုက်တာပါတယ်အဲ့တော့လူတွေကဖျားဓာတ်တော်ဆိုပြီးတော့ကျဉ်ညိုတရာစိတ်တွေနဲ့ပူဇော်တယ်ဆိုကိုယ်တော်တွေရတာပေါ့အဲ့လိုဖြစ်အောင်လို့တက်တက်အဋ္ဌိဌံလိုက် ကတ္တပဘုရားကြတော့2000တန်းမှာပွင့်တယ်တက်တော်1600တိနေသွားတာဆိုတော့ဖူးမြော်သူစုံတော့သူဓာတ်တော်မပြုတ်ခွဲဘူးဒါဆိုရင်ဇေဒီတန်းပဲဆိုတဆူတည်းပဲတယ်မှာဟိုချီမာလေးခုတ်ပြလိုက်အဲ့ဒါဇေဒီတဆူချီညိုလေးခုတ်ပြလိုက်ဇေဒီတဆူအဲ့လိုလေလှုပ်လို့မဖြစ်ဘူးလေဒါတဆူတည်းပေါင်းတယ်မှာဒါဆိုတော့တို့ရွှေဇေဒီတန်းပဲဆိုတဲတာအဲ့တိတိခွဲလိုက်တာထပနာသွင်းကန်ဒီမှာယဟန္တာတပါးကဒီဇေဒီဖူးဖို့ကြွတာလက်ပတ်ကြည့်လိုက်တော့ ်မအူးတစ်ဖက်ကမပြီးသေးဘူးမင်းနဲ့တကယ်တော့ဒီမအူးကမပြီးသေးဘူးလားထပ်ပနာသွင်းတော့မယ်လေအရှင်ဘုရားကဒါတိုင်းသူပြည်သားလူများတာဝန်ယူတဲ့ဘက်ကရွှေမလောက်လို့ဗျာဟာအဲ့ဒါဆိုရင်ငါတကယ်တော့ပြောမယ်ထပ်ပနာသွင်းမယ်ရကကတ်နေပြီအဲ့တကယ်ကိုတော့ပြောတယ်အဖိုးကြီးတွေလည်းတကယ်တွေကိုပြောလို့ရှင်ယာတိဥဒုကိုတော့ကြည်တင်နေတယ်နော်ယာတိဥဒုဆိုသိလားမျက်နာအကဲခတ်တယ်ဗျာ နော်ယာတိဥဒုကြည်တင်တယ်အခုယဟန္တာရှင်မြတ်ကယာတိဥဒုမကြည်ဘူးအိမ်ရောက်တာနဲ့တန်းပြောတာဒဂါကြီးဒဂါကြီးတို့ဘက်ကရွှေမလောက်လို့ဟိုမှာပေါ်ဥတစ်ဖက်မပြီးဘူးဖခင်ထပနာသွင်းဖို့ကရက်ကကတ်နေပြီဒဂါကြီးတို့ကြည်လုံးတင်တယ်မို့လားသူပြောတာတော့အမှန်ပဲလေဒါမှမဟုတ်ဒဂါအဲ့ချိန်ပါဖြစ်နေလဲဆိုလင်မြချင်းညာဖြစ်စိတ်ဆိုးတာစိတ်ဆိုးတဲ့အချိန်တော့ပြောလိုက်တော့ဒီမှာဘာဖြစ်မှန်းမသိကိုတော်ကလည်းအရေးနဲ့တမောင့်ဆိုတဲ့ပုံစံမျိုးနဲ့စိတ်မရှိလို့ပြောလိုက်တာကိုတော့ဖခင်ရေနဲ့မျောလိုက်တယ် တခွန်နေဗါတဲ့ကိုရော့ဖေရရေးတဲ့မျောလိုက်ဝစီဘေဒာအဲ့တခွန်ကြောင့်ဘဝတရားတည်တည်အမျောခံရတယ်အခုဒါနောက်ဆုံးဘဝအမျောခံတာနော်အဲ့ဒီရှိမှသူ့ကိုမွေးခဲ့တဲ့အမေ69ယောက်69ယောက်လုံးမျောတာကဲဒါဆိုမအေးရေအပြစ်လားခလေးအကံလားဓမ္မမြင်လုံးနဲ့အဲ့လိုကြည့်ရင်လောကမှာဘယ်သူမှအပြစ်တင်စရာမရှိဘူးနော်ဘယ်သူမှအပြစ်တင်စရာမရှိဘူး ယာတိတံဝပတိဘီဇံတာတိတံဟရတိပလံကိုစိုက်တဲ့မျိုးစေ့နဲ့တူတဲ့သီးကိုကိုပြန်စား